အဲဒီနေ့လာရထားတဲ့အလုံးကအီဇာတလုံး노ပါဝါပေါ့နော်ဒါပေမဲ့노ပါဝါဆိုနေပါဝါပတန်ပါတဲ့အလုံးတွေကကျွန်တော်တို့ဒီဒီပါဝါခလုတ်ကနေပြီးတော့အာကီးဘုတ်ပြတ်တက်တယ်ပေါ့နော်အဲဒီတော့အရင်ဆုံးကျွန်တော်တို့စမ်းကြည့်မယ်အက်ဒပ်တာထိုးလိုက်မယ်အက်ဒပ်တာထိုးလိုက်ရင်သူဒီဒီမှာ charging lighting လေးပြတယ်ပေါ့ charging lighting ပြရင်ကျွန်တော်ပါဝါဖွင့်ရင် power lighting ပြရတယ် power light တွေမပြဘူးဒါက motherboard no power ဖြစ်တာလည်းဖြစ်နိုင်တယ် keyboard က power button ပိုင် keyboard ပြတ်တာလည်းဖြစ်နိုင်တယ်အဲ့ဒီတော့ကျွန်တော်က keyboard ကိုအရင်စစ်ကြည့်မယ်ဆိုရင် adapter ကိုပြန်ဖြုတ်လိုက်မယ် charging ကိုပြန်ထုတ်လိုက်မယ်ပြီးရင် power clock ကိုကျွန်တော်တို့ကဘေးတစ်စောင်းလေးဖြန့်ကြည့်လိုက်ရင်ဒီ clock အောက်မှာအဲ key line ပြတ်တာတို့ကြီးကတ်တာတို့အမျိုးမျိုးဖြစ်တယ်ဗောနော်တကယ်လို့ကြီးလိုက်ကတ်တယ်ကြီးကတ်တယ်ဆိုရင်930 ဆိုတဲ့ဒီ electric spray လေးနဲ့နည်းနည်းဖြန်းပြီးတော့နည်းနည်းဖွက်ကြည့်ပေါ့နော်ဆေးကြည့်လိုက်လို့ရဆေးကြည့်လိုက်ပြီးတော့ adapter ပြန်ထိုး adapter ပြန်ထိုးပြီးတော့ power ဖွင့်ကြည့်ပွင့်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဲဘုတ်ကနေသွားပြီးတော့ပင်ထောက်ပြီးတော့နှိုးတဲ့နေလေးလည်းရှိတယ်ပေါ့နော်အဲဒီတော့ဘုတ်ဘုတ်ကိုပွင့်မယ်ဆိုလို့ရှိရင်တော့အဲ laptop ရဲ့အောက်ဘက်မှာဒီလိုပါပါကေဘယ်ပါတဲ့ keyboard တွေကြတော့အဲ သူကနောက်ချမ်းမှာနောက်ချမ်းမှာနက်တွေအကုန်လုံးဖွင့်လိုက်မယ်ပေါ့အဲဖွင့်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာကဝောက်လဲလိုမယ်ကလော်ရန်လိုမယ်အဲဥပမာသာကနာလေးပေါ့အဲဝောက်လဲကလည်းဒီ point လောက်သေးရတယ် point 8လောက်ဆိုလို့ရှိရင်ရတယ်ပေါ့နော်တကယ်လို့ကလော်ရန်မရှိတဲ့သူတွေတက်ကလည်းကစ်တာတီးတဲ့ pattern တွေပိုင်းနဲ့လည်းထုတ်လို့ရတယ်ပြီးရင် phone sync ကတွေမှာပါတယ်ကပ်ပြားလေးတွေရှိအဲ့ကောင်လေးနည်းနည်းတွေးပြီးထုတ်ရင်လည်းကဘာမနာဘူးပေါ့နော်စတန်ဒါ neck လေးတွေထုတ်လိုက်မယ်ပေါ့ neck ကတော့ကျွန်တော်တို့ထုတ်ပြီးသားဖြစ်တယ်ပေါ့နော်ဗီဒီယိုလေးကိုမြန်မြန်အတူချုပ်မိရိုက်တာဖြစ်တဲ့အတွက် အတက်နိုင်ဆုံးလေးတော့ ready လုပ်ထားတာပေါ့လေနော်โอเคနောက်တော့ဒီဘောင်လေးတွေကိုထုတ်တဲ့အချိန်မှာမနာအောင်လို့ဖြည်းဖြည်းချင်းပေါ့နော်လက်ကျင်စားရတဲ့လူတွေကတော့ဒီကဘာတွေကိုမထိခိုက်ဘူးပေါ့အဲ့တော့ဘောင်လေးတွေအနေနဲ့မှာဒီဘက်တွေကိုဖြည်းဖြည်းချင်းကလော့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 ပြီးတော့ထုတ်သွားရင်ထုတ်လို့ရတယ်ပေါ့နော်โอเคအာအဖွင့်ပေးထုတ်တက်လုပ်တဲ့အချိန်မှာအောက်ကမှန်ကွဲတတ်တယ်ကျွန်တော်သတိထားပါမယ်ပြီးလို့ရှိရင် keyboard ရဲ့ pattern ဒီဒီ ်ဘက်ထရီရဲ့ဘေးလေးမှာ keyboard button pin socket ခလေးတွေရှိရပါတော့ဒီကောင်ဆိုရင်တော့ပထမကသူက keyboard လဲထားရင်တူပါတယ်အဲ keyboard ကတော့ socket လေးကြီးကျိုးနေရတွေ့တယ် cable ကတော့ကျွန်တော်ကဖြုတ်ပြီးတော့ဆန်းထားတာဆိုတော့ cable လေးဖြုတ်ထားလိုက်မယ်ကျွန်တော်က charging လေးထိုးလိုက်မယ် charging လေးထိုးတာ ਨੇ lighting ကဒီမှာမီးအနီလေးလင်းနေပါတော့မီး charging lighting လေးလင်းပြီပေါ့ battery ကျိုးတက်ထားတဲ့အတွက်ဆိုတော့အဲသူဒီ ီဘုတ်ကနေပါဝါထောင်းလို့မယ်ဆိုလို့ရှိရင်ဒီဘက်အစွန်ဆုံးနှစ်ပင်ပေါ့နော်ဒီနှစ်ပင်ကိုကျွန်တော်တို့ကအဲထောက်ပြီးနှိုးလို့ရမယ်လောလောဆယ်90 degree တော့ဆက်ကိုလှည့်ထားမယ်